နောက်ထပ်စီမံကိန်းတစ်ခုကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ကောင်မှာရှိရဲ A က90ကျော်ပေါ်မှာဖော်ဆောင်ထားတဲ့ Grammy ပေါက်ရရှိမဲ့မြောက်ဝတီ City Villa စီမံကိန်းပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်မြောက်ဝတီ City Villa စီမံကိန်းဟာတရားရဂိုင်းနှုံးပြီးစီးနေပြီဖြစ်ပြီးစီမံကိန်းရဲ့90ရဂိုင်းနှုံးကိုတော့ရောင်းချထားပြီးသားဖြစ်ပါတယ်ခင်ဗျာဒီစီမံကိန်းထဲမှာဆိုရင်စီမံကိန်းအဝင်မဟုတ်ဘူး P40 P30 ကွန်ကရစ်လန်ပုတ်စီရေမြောင်းကွန်ကရစ်ပလက်ဖောင်းရေကူးကန်ပန်းချံကလေးကစားခွင်ကလပ်ဟောက်စီမံကိန်းအင်ယာဝင်းခြံစည်ရိုလျှက်စစ်မီရေပေးဝေးစနစ်တွေပါဝင်ပြီးတော့24နိုင်လုံလုံရေးစနစ်တွေထည့်သွင်းတည်ဆောက်ထားတဲ့အတွက်ကြောင့်မလို့အစစ်မြင့် luxury lifestyle ကိုရရှိနိုင်မဲ့စီမံကိန်းပဲဖြစ်ပါရခင်ဗျာ အဆိုပါမြဝတီ City Villa စီမံကိန်းဟာဆိုရင်ထိုင်းမြန်မာချစ်ကြည်ရေးတရာအမှတ်နှစ်မှာတည်ရှိပြီးတော့လူနေထိုင်အောင်တင်မကပဲနဲ့စီးပွားရေးလုပ်ငန်းလုပ်ကံရအတွက်ပါလုံစွာတင်တော်ပါတယ်ခင်ဗျာအခုဆိုရင် Private School စေယုံစေကန် Convenience Store နဲ့ Entertainment အစရှိတဲ့လုပ်ငန်းတွေလုပ်ကံရအတွက်လုပ်ငန်းရှင်တွေကပါမြေကွက်တွေဝယ်ယူပြီးတော့လိုအပ်တဲ့အဆောက်အအုံတွေကိုစောက်လုပ်နေပြီဖြစ်ကြောင်းတင်းကောင်းပါရပါတယ်ခင်ဗျာ ဒီစီမံကိန်းရဲ့အထူးအားသာချက်ကတော့စီမံကိန်းရဲ့မြေနေထားဟာအာရှလမ်းမကြီးရဲ့အထက်ပေ40အမြင့်မှာတည်ရှိရတဲ့အတွက်ကြောင့်မဟုတ်မြောက်ဒီမြို့ရဲ့စံချိန်ချိန်ရေကြီးရေရှမ်းမှုတွေကြုံတွေ့ရတဲ့နေ့တွေမှာတော့စီမံကိန်းရဲ့အတွင်းမှာရေလွှမ်းမှုတွေတစ်ခါမှကြုံတွေ့ရခြင်းမရှိပါဘူးခင်ဗျာ